ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေလေး YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေများကိုလုံးပိုင်20နီးနှမျိုးကိုပြန်လဲပြတော့မှာဖြစ်ပါတယ်ကျွန်တော်လုံးပိုင်နီးနံပါတ်1နဲ့လုံးပိုင်နီးနံပါတ်2ဖြစ်ပါတယ်ဗောနောနံပါတ်1မှာကျွန်တော်ဒီ6လုံးပိုင်ရှင်းတူနေတယ်ဗောနော6လုံးပိုင်6လုံးပိုင်ရှင်းတူတာဖြစ်ပါတယ်ခွန်ခွန်ကိုဆိုပြီးဖြစ်ပါရခင်ဗျာကျွန်တော်နေစာနေစာကြည့်အောင်ပါနော်ခွန်ခွန်ကိုဆိုရတဲ့ဒီကိုကအပိတ်ပါနော် ဒီ၃ည၃ညလုံးပိန်ရှားတာရှင်းတူတယ်ဗောနော၃ညလုံးပိန်ဖြစ်ပါတယ်โอเคဒီခွန်ခွန်ကိုပြီးတော့နောက်ထပ်တစ်ချိန်မှာခွန်၃ည၃ညဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီ၃ညလုံးပိန်ကအလေအပိတ်ဖြစ်ပါတယ်နောက်ထပ်မှာနံပါတ်၃ဗောနော၃ခွန်ခွန်လုံးပိန်ရှင်းတူနေတာဖြစ်ပါတယ်ခင်ဗျာခုနှစ်ရပြီးတော့နောက်ထပ်တစ်ချိန်မှာ၃ခွန်ခွန်ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီခုနှစ်လုံးပိန်ကအလေအပိတ်ပဲဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်တပင်နံပါတ်၄ပေါ့နော်နံပါတ်၄မှာ၈ကို၈လုံးပိုင်ရယ်၉လုံးပိုင်ရယ်ဆိုပြီးရတယ်ပေါ့နော်၃ခုခုပြီးတော့နောက်ထပ်တစ်ချိန်မှာ၈၉၄ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်၈လုံးပိုင်ကတော့ထိပ်စီးဖြစ်ပါတယ်ဒီ၉လုံးပိုင်ကအလဲပေါ့နော်၈၉၄ Okay နောက်ထပ်တစ်ချိန်မှာလေ၅ရယ်၃ရယ်လုံးပိုင်နှမျိုးရတယ်ပေါ့နော်၈၉လေးပြီးတော့နောက်ထပ်တစ်ချိန်မှာဆိုရင်၅၆၃ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ

ထိတ်စီအလေပေါ့နော်ဒီခုနှစ်လုံးပိန်ကအပိတ်ဖြစ်ပါတယ်နံပါတ်6မှာ3လုံးပိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနင်းနင်းခွန်မီတာနောက်ထပ်တစ်ကြိမ်မှာ388ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီ3လုံးပိန်ဒီထိတ်စီဖြစ်ပါတယ်ခင်ဗျာနံပါတ်9မှာ3ရံ9ရံလုံးပိန်နဲ့ခူရတယ်ပေါ့နော်388ပြီးတော့ထပ်တစ်ကြိမ်မှာ3ဒုံည9ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ3လုံးပိန်ဒီထိတ်စီဒီ9လုံးပိန်ကအပိတ်3ဒုံည9ဖြစ်ပါတယ် နံပါတ်၁၀ဆိုင်မှာနှင်းတုံးပိုင်ရတာရှင်းသူတွေပေါ့နော်၃၃ညာကုပြီးတော့၃၅နှစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မကျွန်တော်ဒီနှင်းလုံးပိုင်ဒီအပိတ်ဖြစ်ပါတယ်နံပါတ်၁၁၃၃လုံးပိုင်ဆိုပြီးရတယ်ပေါ့နော်၃၅နေပြီးတော့နောက်ထပ်၃ချိန်မှာ၃၉နှစ်ဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်ဒီ၃လုံးပိုင်ဒီထိပ်စီပဲဖြစ်ပါတယ်တဖန်၄၆လုံးပိုင်ရတယ်ပေါ့နော်၃၉နှစ်ပြီးတော့နှင်း၄၆ဖြစ်ပါတယ် ဒါကြောင့်မို့ဒီလေးလုံးပိန်ဒီအလေဒီ၆လုံးပိန်ကအပိတ်နင်းလေး၆ပေါ့နော်ဒီမှာတော့၃လေးလုံးပိန်ဆိုပြီးရတယ်ပေါ့နော်နင်းလေး၆ပြီးတော့နောက်ထပ်တစ်ချိန်မှာ၃နေ၄ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီ၃ကတော့ထိတ်စီဒီလေးကတော့အပိတ်ဆိုပြီးတော့၃နေ၄ဖြစ်ပါတယ်တပန်း၅၅လုံးပိန်ရတယ်ပေါ့နော်၃နေ၄ပြီးတော့၈၅နေဖြစ်ပါတယ်ခင်ဗျာ၈၅နေဒါကြောင့်မို့ကျွန်တော်ဒီ၅လုံးပိန်ဒီအလေထိုင်ဖြစ်ပါတယ် ောက်ထပ်နံပါတ်15ငါရှင်လုံးပိန်ဆိုပြီးရတယ်ပေါ့နော်ရှင်ငါနေပြီးတော့ရှင်ဆောင်ငါဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီငါလုံးပိန်ကတော့အပိတ်ဒီ taste C ပေါ့နော်ရှင်လုံးပိန်ဟာ taste C ဖြစ်ပါတယ်ရှင်ဆောင်ငါနံပါတ်16မှာ6လုံးပိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီရှင်ဆောင်ငါပြီးတော့နောက်ထပ်တစ်ချိန်မှာရှင်ငါနဲ့ရှင်ဆောင်ငါပြီးတော့396ဖြစ်ပါတယ်3 5 6ဒါကြောင့်မို့6လုံးပိန်ဒီအပိတ်ဖြစ်ပါတယ် နံပါတ်16မှာလေးလေးလုံးပင်ရတာရှင်းတူတယ်ဗောနော်3 5 6ပြီးတော့6 4 6ဗောနော်ဒါကြောင့်မို့ကျွန်တော်ဒီမှာလေးဒီအလေထိန်ဖြစ်ပါတယ်ဒီမှာတော့9 9လုံးပင်ရတာရှင်းတူတယ်ခင်ဗျာ6 4 6ပြီးတော့နောက်တစ်ကြိမ်မှာ9 9 6ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီ9လုံးပင်ကတော့ထိပ်စီးဖြစ်ပါတယ်ခင်ဗျာနံပါတ်16ကြိမ်ရှိသွားခဲ့ပြီဗောနော်ခိုးလို့လို့စေတော့ပြပြင်လို့ကမရှိသေးဘူးခင်ဗျာနောက်ထပ်နံပါတ်19 9 6လုံးပင်ဆိုပြီးရတယ်ဗောနော် 20ကြိမ်ပါကြတော့6 9 6ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီမှာတော့9လုံးပိုင်နဲ့6လုံးပိုင်ဒီ FD ဖြစ်ပါတယ်ခင်ဗျာ။ဒါလုံးပိုင်နံပါတ်1ဒါကလုံးပိုင်နံပါတ်2ပေါ့နော်။ Okay လုံးပိုင်နီးနှမျိုးဒါကတော့ကျွန်တော်နီးအတိဖြစ်ပါတယ်ခင်ဗျာ။နီးအတိကျွန်တော် Okay နေဆက်ဖြစ်တဲ့နီးနှစ်ခုကိုပြပေးခြင်းဖြစ်ပါတယ်ပေါ့နော်။ ပြတ်သွားခဲ့တဲ့လုံးပိုင်လည်းရှိတယ်တို့တို့ကျွန်တော်ဒီလုံးပြတ်သွားတပင်ပြတ်ပြီးတော့နောက်ထပ်ပြန်ပြီးတော့ okay လာခဲ့တဲ့နေ့တွေလည်းရှိတယ်ပေါ့နော်တို့တို့ဒီဟာကတော့ကျွန်တော်ပြတ်ပြင်းလုံးဝမရှိသေးတဲ့နေ့နှမျိုးကိုကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်ရင်းဆုံးနံပါတ်1ဒီ6လုံးပိုင်ဆိုတာလေးကိုဆက်ကြည့်အောင်လားခင်ဗျာခင်တာလေးကတော့ကျွန်တော်နေ့နံပါတ်1ဖြစ်ပါတယ်ပေါ့နော်ဒီမှာ6နဲ့4ပေါင်းရှင်းဒီ30ဖြစ်ပါတယ်6နဲ့ကြိမ်ပေါင်းတာ7 ရှစ်တုံးကြိမ်ပေါင်း80နာရီလေးလေးလီ16ငါးနာကြိမ်30ဆက်နှစ်ပေါ့နော်။တုံးနဲ့တုံးများနဲ့ပေါင်းရှင်3ကိုနောက်ဆုံးမှာရှိတဲ့3ကိုပေါင်းမှာဖြစ်ပါတယ်ဆက်နှစ်ရတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ6နဲ့6ပေါင်းရှင်က30ဖြစ်ပါတယ်။နင်း6 6နဲ့3ပေါင်းရှင်ဒီ9 9လုံးပိုင်းမှာ98ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒီ9လုံးပိုင်းမှာ98ဖြစ်ပါတယ်။အဲဆိုရင်ဒီ9လုံးပိုင်းမှာ98တောင်6 9 6တပြင်ပေါ့နော်။ ဒီမှာဖြစ်ပါတယ်ကိုလုံးပိုင်မှာ9ခွန်8ပေါ့နော်နောက်ထပ်လည်းကျွန်တော်ဒီတစ်ကြိမ်မှာကိုလုံးပိုင်ရတာဟာကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီ3ညမှာဆိုရတဲ့8မှာ9နဲ့9မှာတစ်ကြိမ်8မှာနှစ်ကြိမ်ဒီ9ကို3ကြိမ်အလဲလေးနဲ့မြောက်မယ်3မှာနှစ်ကြိမ်9မှာနှစ်ကြိမ်1မှာတစ်ကြိမ်2နဲ့8နဲ့မှာတစ်ကြိမ်စီဒီ9ကို9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ8 ကိုခွန်ပေါင်းရှင်ဟာ16ရှင်းနှစ်ကျင်း16ခွန်3ကျင်း20နဲ့တိလင်းလေးဒီ16သုံးနှစ်ကျင်း6ငါးနှစ်ကျင်း30ဆက်နှစ်ပေါ့နော်အနေနဲ့ချစ်ပေါင်းတော့30ငါးနဲ့ကိုပေါင်းရှင်ဒီ14ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်6နှစ်ကျင်း30ရှင်းနှစ်ပေါင်းရင်20ဖြစ်ပါတယ်နောက်ထပ်ဒီ6နဲ့4ပေါင်းရှင်း30ရတယ်ပေါ့နော်6ရဲ့အနည်းရ8တင်းနဲ့ပေါင်းရှင်း9 9လုံးပိုင်းမှာ6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9လုံးပိုင်းမှာ6 9 6ဒါဆိုရင်ဒီဟာပေါ့နော် ကိုလုံးပင်မှာရှောက်ကိုရှောက်ဒီနေ့တိုင်းပဲမရှိများတရားအစားအနေပြန်ပြီးညီကြည့်လို့ရတယ်ပေါ့နော်ခေတာဆွဲ20ကြိမ်မှာတော့ကျွန်တော်ဒီ၃ညမှာတစ်ကြိမ်ဖြစ်ပါတယ်6မှာတစ်ကြိမ်9မှာတစ်ကြိမ်6မှာတစ်ကြိမ်ဒီ1ကို3ကြိမ်ဒီ4နဲ့မြောက်မယ်2ကို2ကြိမ်2ကို2ကြိမ်ဒီမှာတစ်ကြိမ်တစ်ကြိမ်စီပြီးရင်6ကို9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်အဆင်းရှောင်းနဲ့ကိုပေါင်းရှင်းဒီ15ရှောင်းနဲ့ချိန်7နှစ်3ချိန်3ပေါ့နော်9လေးဒီ20 9နဲ့ချိန် 9နဲ့ကျင်းတဲ့30ဒီမှာတည်တလုံးပေါ့နော်10နဲ့10ပေါင်းတာက16 6နဲ့9ပေါင်းတာက15ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီ9နဲ့ဒီ9နဲ့ပေါင်းရှင်30ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီ2နဲ့3ပေါင်းရှင်9 9နဲ့10ပေါင်း6 6နဲ့ပေါင်းတာ17ဆိုတဲ့အတွက်ကျွန်တော်နှစ်လုံးပိုင်ရမှာဖြစ်ပါတယ်ခင်ဗျာတင်ရှာနှစ်ရပါတော့ကျွန်တော်ဒီတစ်ပတ်မှာနှီးနံပါတ်1ဒီနှစ်လုံးပိုင်ရနေတာဖြစ်ပါတယ်โอเคဆန်ပြီးတော့ကျွန်တော်ဒီနှီးနံပါတ်1 နိနံပါတ်2ကကျွန်တော်ဒီဟာပါနော်ကိုးလုံးပိန်ရတာကိုဆက်ကြည့်အောင်ပါခင်ဗျာโอเคဒါကတော့နိနံပါတ်2ဖြစ်ပါတယ်နိရတော့မတူဘူးပါနော်ဒီမှာကျတော့64နှစ်ကြိမ်ပါနော်ဒီ646မှာကျတော့ကျွန်တော်တို့အ64 6မှာတစ်ကြိမ်ပဲပေါင်းတယ်ပါနော်နိရမတူဘူးဒါဆိုရင်6ကတစ်ကြိမ်8ကတစ်ကြိမ်9ကြိမ်74လေးနဲ့ပေါင်းတာဒီ8 53ကြိမ်55ပါနော်အာ3.5တင်းနဲ့နေပေါင်းတာက သုံးနဲ့ရှိပေါင်းတာ7ခွန်လေးလီဒီ20နဲ့ရှိဖြစ်ပါတယ်သုံးနဲ့ချင်း6လေးနဲ့ပေါင်းရင်30ပေါ့နော်ခေတာဆွေးဒီကနေ့အားလုံးဆက်ပေါင်းကြည့်မယ်အဲဆွေးကျွန်တော်ဒီ73ချိန်ပေါင်းရှင်း20နဲ့4ပေါ့နော်6နဲ့ပေါင်းရင်30ဖြစ်ပါတယ်9နဲ့3ပေါင်းရှင်းတင်းနဲ့ပေါင်းရင်9လုံးပိုင်းမှာ9ခွန်ရှင်းဖြစ်ပါတယ်9လုံးပိုင်းမှာ9ခွန်ရှင်းပေါ့နော်ဒီဟာဖြစ်ပါတယ်9လုံးပိုင်းမှာ9ခွန်ရှင်း ဆက်ပြီးတော့ကျွန်တော်နီးနံပါတ်2ဒီ6လုံးပိန်စရာလေးကိုဆက်ကြည့်အောင်ပါခင်ဗျာဒီထိပ်စီ6မှာတစ်ကြိမ်ပေါင်းထားတဲ့အတွက်ကြောင့်မို့ကိုထိပ်စီမှာတစ်ကြိမ်ပေါင်းမယ်ပေါ့နော်တစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်ဒူတုံးကြိမ်တစ်ကြိမ်စီပေါ့နော်3နဲ့7နဲ့မှာဆိုတဲ့အတွက်နီးနဲ့3များနဲ့မှာ6ကို4နဲ့မြောက်မယ်နှစ်ကြိမ်နှစ်ကြိမ်အပေါင်း4ဒါဆိုရင်ကျွန်တော်ဒီ9ကတစ်ကြိမ်ဖြစ်ပါတယ်9ကတစ်ကြိမ်10ကြိမ်16လေးနဲ့ပေါင်းရင်90 93ကြိမ် ငါးနဲ့သုံးပါရှင်နေနဲ့ပိုင်း30နှစ်နဲ့သုံးညနဲ့ပေါင်းရှင်နှစ်ရှောင်းလေးလီဒီ20နဲ့လေးပေါ့နော်သုံးညနဲ့ချိန်သုံးညငါးနဲ့ချိန်သုံးညလေးနဲ့ထပ်ပေါင်းမှာဖြစ်ပါလေဒါဆိုရင်ကျွန်တော်ဒီမှာလေးနဲ့လေးပေါင်းရှင်နေနဲ့ပေါင်း30 9နဲ့ခွန်ပေါင်းရှင်16ဆိုတဲ့အတွက်6လုံးပိုင်းရတယ်ပေါ့နော်6 96ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6လုံးပိုင်းမှာ6 96အတိဟာပေါ့နော်ဒါဆိုရင်20ကျင်းအတွက်ဒီနေ့အတိုင်းပဲဆက်ပြီး OK အောင်မလားပေါ့နော်ဒီ6မှာတစ်ကျင်း စ်မှာတစ်ချိန်ညောနှစ်ချိန်တစ်ချိန်ဆိုရအတွက်နှစ်ချိန်တစ်ချိန်သုံးချိန်တစ်ချိန်တစ်ချိန်သူ့သုံးချိန်တစ်ချိန်တစ်ချိန်ထိတ်စင်းနဲ့အပိတ်နဲ့မှာတစ်ချိန်စီထိတ်မှာကို၄နဲ့မြောင်းမယ်နှစ်ချိန်နှစ်ချိန်အပေါင်း၄ဆက်သွားကြအောင်ပါနော်အဲဆိုရင်ဒီမှာ6ရက်7ရက်ပေါင်းရှင်းကခွန်9နှစ်ချိန်18ရှင်းနဲ့9ပေါင်းရှင်း20နဲ့3အာ3ကြိမ်ဒီ15ဖြစ်ပါတယ်3နဲ့1ပေါင်းတာက4 6နဲ့9ပေါင်းတာက79 6 6ဒီ ခေါနာကျိုင်14ပေါ့နော်6နာကျိုင်ဒီ7နာကျိုင်7နာအနောက်မှာရှိတဲ့လေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်ခွန်3ပေါင်းရှင်က10ရာတယ်ပေါ့နော်လေးနဲ့6ပေါင်းရှင်ဒီ10ဖြစ်ပါတယ်လေးနဲ့4ပေါင်းတာရှင်နင်းနဲ့ပေါင်းရင်10ပေါ့နော်9နဲ့ခွန်နဲ့ကျန်တဲ့အတွက်ပေါင်းရှင်7နာဆိုရင်ကျွန်တော်ဒီနိနံပါတ်နှစ်ဒီလေကျွန်တော်နှစ်လုံးပဲရနေတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာလည်းနှစ်လုံးပဲဒီမှာလည်း နေလုံးပိုင်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်တင်ချာနေ့အရာကတော့ဒီ20ကြိမ်မှာဒီအရာနေလုံးပိုင်နေ့နှစ်ခုရှိတယ်ပေါ့နော်။နောက်ထပ်နေ့အဟောင်းကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ကဲဒါလေးကတော့ဤအဟောင်းဖြစ်ပါတယ်ရှေကိုလေးအနေပါနော်ကိုဒီရှေကိုလေး3ဒီ963ဖြစ်ပါတယ်โอเคဒီမှာတောက်6ဖြစ်ပါတယ်ပေါ့နော်အလုံးပိုင်ဒီမှာလည်းကျွန်တော်တို့ နှစ်လုံးပိန်၃မျိုးတော့ရှိတယ်ဗောနော်ဒီမှာတော့လေးနဲ့မြောက်ထားတယ်ဗောနော်ဒီအထီပဲဖြစ်ပါတယ်နီးအရာကျွန်တော်ပြခရတဲ့ဘက်မှာရှောင်းလုံးပိန်ဒီရှောက်ကိုရှောက်ဒီဘက်မှာနှစ်လုံးပိန်ရတယ်တယ်ဗောနော်အာဆွေရင်ဒီနှစ်လုံးပိန်ဒီဒီမှာလည်းရတယ်ဗောနော်ပြခရတဲ့ဘက်မှာတော့သူဒီဒီ၆လုံးပိန်ဒီမှာလည်း၆လုံးပိန်ဗောနော်6 9 6 9 6ဒီမှာနစ်နစ်ဒုနေတာဖြစ်ပါတယ်။ Okay ဒါကတော့တင်ချာမိအရာကျွန်တော်မိတ်ဆွေများလေးလာလို့ရအောင်ရည်ရွယ်ပြီးတော့ပြန်လည်ပြောင်းရှင်းတာဖြစ်ပါတယ်။ ဒီနေ့လုံးပိန်ဆက်ပြီးမပြရတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့အမိုက်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။